ောက်ရှာဆန်းဒါစိတ်ယုံနော်နင်တို့မေကစိတ်ယုံမှာတတိယအောင်ရသေးတာမဟုတ်နင်တို့ဒီမှာလာပြီးဂျန်ဖြစ်နေကြတယ်ဘာမှပဏာလာယူမနေပါနဲ့မမေကိုလှေကားပေါ်တွန်းချဘသူလဲဆိုသိရနော်ဟဲ့ယူကြောင်မူကြောင်နဲ့ဘာလဲလာပြီးဆွဆွဲနေရလဲလေးစရှင်နိုင် ကဲတော့ငါမေရောမမေးပါပြတ်သွားသေးလေဟိုမမေးရခုချိန်ကြီးတော့တတိမရသေးဘူးကိုကိုကြီးငါဘာလို့ဒီမှာဘာထိုင်လုံးနေရလဲမမေးနှောင်းနေပဲနဲ့ဟိုအထဲမှာရံဖြတ်တာတွေကိုမကြားကြံလို့ပါဟာဘယ်သူတွေကရံဖြတ်နေရလဲဟိုတော့ရောက်လုံးပဲဟိုမမေကြီးကိုဘသူကသွန်းချတယ်ဆိုပြီးတော့ဆွဆွဲနေကြရတယ်ပြီးတော့သူတို့ချင်းချင်းလည်းစကားတွေများနေကြလို့ပြဿနာပဲမိုးတည်ဟောင်းဟိုမမမိုးကတော့ဆရာဝန်ကြီးကိုတော့တွေ့တယ်ဟိုမမကြီးနဲ့မမဘော်ဒီကတော့အထဲမှာရှိရဲ့ဟိုအဆုံမမေကြီးရှိလိုက်ပေါ့ဟာ မေဟိုလေမမေချင်းနေဘူးလို့မြင်လဲနင်တို့လည်းဟာဖြစ်ဖြစ်ချင်းဖုန်းလေးပါလေးဆက်ပါလားအိမ်ရောက်မှတီးတော့အခုမှလိုက်လာရတယ်ဖုန်းဆက်ဖို့ဘယ်သူမှအားမနေဘူးမမေရဲ့အသက်အန္တရာယ်အတွက်အားလုံးကစိုးရိမ်နေကြကိုကိုကြီးလည်းလေမမေတယောက်တော့လေကားပြုတ်ကြတော့ရေးတောင်းတော့အိမ်မှာအားကိုးစေယောက်ျားကိုမရှိတာမင်းယောက်ျားကြတော့ဟိုလေယောက်ျားဘာဆွမ်းထဲပါနဲ့သူကလုံနဲ့အကင်နဲ့ကိုကိုကြီးလို့မျိုးမဟုတ်ဘူးအခုလည်းအရေးကြီးတဲ့ကိစ္စနဲ့တ냐ရဲ့ခကြီးထွက်သွားတယ်ကိုကိုကြီးကဘယ်နေရာမှာများအတုံးကြလို့လဲ မမေးစိတ်ုံတက်တဲ့ကိစ္စဆရာဝန်နဲ့တွေ့တာဝရီပြအောင်စီစဉ်နေရတာမမေးဒီခုလိုဖြစ်မှန်မှန်ငါမှမသိတာဟာဝရီမင်းစကားပြောရိုင်းမလာနဲ့တော့မဟုတ်မနာနဲ့လေကိုကိုရဲ့တကယ်တော့တုံးကြလို့လားဝရီနင်းဟဲ့တော်ချာစမ်းဒါစိတ်ယုံနော်နင်တို့မေးရစိတ်ယုံမှာတတိတော်ရသေးတာမဟုတ်နင်တို့ဒီမှာလာပြီးချန်ဖြစ်နေကြတယ်ဘာမှပဏလာယူမနေပါနဲ့မမေးကိုလှေကားပေါ်တွန်းချဘသူလဲဆိုသိရနော်ဟဲ့ယူကြောင်မူကြောင်နဲ့ဘာလဲလာပြီးဆွဆွဲနေရလဲဘသူကလှေကားပေါ်တွန်းချနေလို့လဲ အဲ့တော့တော့တင်းတင်းမမရှိနေတဲ့မမေရလှေကားပေါ်ပြုတ်ကြပြီတတိလက်နေစရာလားတရရောက်ကတွန်းချနေလို့ဒီလိုမျိုးဖြစ်နေတာပေါ့ဝတ်ဒီနင်းပဆက်ကိုနင်းပိတ်မလားငါလာပိတ်ပေးရမလားဟဲ့ပိတ်ကြည့်လေဝတ်ဒီဒီတော်တော့ဟာဒီတော်တော့စိတ်ပြောင်းကောင်းတော်တော့တော်ဟောင်းသွားမှာလေသွားမှာကိုကိုကြီးလေပုံစံလည်းကြည့်ပါပါအမေစေးုံတက်တာကိုလာကြည့်တာဟင်းရှင်းနဲ့လည်းနန်းစော်နေရပဲသွားပြန်တော့ဝတ်ဒီငါ့ကိုမောင်းထုတ်ညာလား အောင်စီနေရလဲဟုတ်တာပဲဟဲ့နင့်စီကအရန်နဲ့နေရောဆက်လေးနဲ့နေရောနန်းစောနေရပဲဆရာဝန်နေလိုက်အားနာစရာရင်ကဲကဲအိမ်ပြန်လိုက်တော့ခန့်ကောသူ့ခေါ်သွားလိုက်အန်တီအတွက်ဘာမှစိတ်ပူမနေနဲ့မမကြီးတို့စောင့်နေလိုက်မယ်နော်နင်မြန်လာခေါ်သွားလိုက်တော့မမေးရဘလို့ဖြစ်ပြီးလေကားပေါ်ပြုတ်ကြတယ်နင်သိလား ဟိုမမေကြီးကဟိုမတော်တဆပြုတ်ကြွားလာတော့ခန်းခေါ်လည်းတေချာမသိဘူးဟိုခန်းခေါ်ကိုရောက်နေတဲ့အချိန်မှာတော့မမေကြီးကစမ်းမြက်ပေါ်မှာလဲပြီးတော့တတိလက်နေပြီဘယ်ချိန်တော့ကလဲဟိုညဆက်တဲ့ဝင်းချိန်လောက်တော့ဖြစ်မယ်ဟာငါအဲ့ချိန်မမေကြီးကိုဖုန်းခေါ်သေးတယ်မမေကြီးဖုန်းမခံတာဟိုအဲ့ချိန်တော့ဟိုအားလုံးကလည်းစိတ်ပူနေကြတော့လေခန်းခေါ်လည်းဟိုအချိန်ကတော့တိတိကျကျတော့မသိလိုက်ဘူး ဟုတ်ကိုကိုကြီးဆေးရုံမှာဆုံးမတော့ပါနဲ့လားဟင်ဆရာမမေရဲ့ခြေနေလေးဘလို့ရှိလဲမသိဘူးလူနာကလေကားပေါ်ကပြုတ်ကျထားတဲ့အရှင်ကြောင့်စပီယာဟတ်အင်ဂျူရီလို့ခေါ်တဲ့ခြေနေမိုးမှရှိနေ ဒါကြောင့်မလို့အုံနောက်ထဲမှာသွေးယိုစီးမှုဖြစ်ပြီးတော့ဒရင်းနဲ့နေတဲ့သဘောပါဟုတ်ဒါဆိုမိမိရဲ့အခြေအနေကဘယ်လိုဖြစ်မှာလဲခဏနေ CD result ထွက်လာလို့ရှင်ပို့ပြီးတိကျသိရမှာဟုတ်ပါဝင်ပြပါစီဒီရဇာအရာဆိုလို့ရှိရင် ုံနောက်ထဲမှာသွေးခဲနေပြီးတော့ ICP လို့ခေါ်တယ်။အုံနောက်အတွင်းကိုဖိအားတွေတက်နေတဲ့သဘောမှာရှိတယ်။ရေဒီကြီးခွဲစိတ်ဖို့လိုပေမဲ့လူနာရဲ့အသက်ကလည်းကြီးနေပြီ။နောက်ပြီးတော့နဘိုးသွေးတို့အခန်းလည်းရှိနေတော့သွေးပေါင်ရန်တက်။အဲ့ဒါကြောင့်လူနာကိုခဏတော့စောင့်ကြည့်ဖို့လိုပါတယ်။ဒါဆိုမမေရဲ့အခြေအနေကပြန်ကောင်းနိုင်မှာမလား။ကျွန်တော်တို့အနေနဲ့ကတော့ကုသမှုအပိုင်းမှာအကောင်းဆုံးဖြစ်အောင်လုပ်ပေးမှာ။ ခုလောလောဆယ်ဥနောက်ထဲမှာသွေးကိုစိတ်နေတာကိုထိမ့်မှုရယ်ဥနောက်ဆဲတွေပေါ်မှာတက်ရောက်နေတဲ့ဖီးအားတွေကိုရွတ်ကြဖို့အတွက် position ဆရာတွေကလည်းလုံဆောင်ပေးပါတယ်။ခွဲစိတ်မှုကတော့ position ဘက်ကပစ်ပေးမှကျွန်တော်ဘက်ကဆက်ပြီးတော့လုပ်လို့ရမှာ။ခုလောဆယ်ဒူနာလည်းစိုးရင်ရတဲ့အနေအားဆိုတော့ကွန်ထိုးရဖို့အရေးကြီးပါတယ်။ဒုက္ခပါဘူး။ဟုတ်ကဲ့ပါဆရာရေလူနာအကောင်းဆုံးဖြစ်အောင်ကုသပေးပါနော် ဆရာတို့အားကိုးပါတယ်ရှင်ကိုကိုကြီးဒီမှာအမေးကျုပ်ကြော်ရပါပြီ ဘေးသားတူတူလေးနဲ့အေးမြမောကြော်ပေးတဲ့အတိုင်းပါလားခဏနေအောင်ကန်းတော့ဟုတ်အမေကိုမေးကြရှိအလိုရမတ်တွေပြေးနေတယ်ဒီအိမ်ထဲမှာခင်ဝရီပြောသလိုငါ့ကိုအသုံးမချရတဲ့လူလို့ မင်းမြင်လားဟိုကန့်ကောမြင်တဲ့အတိုင်းပြောရမှာလားယဟိုကန့်ကောအမြင်ရတော့လေဟိုကိုကိုကြီးကအစမ်းစရှိပြီးတော့ကိုကိုကူဖြစ်တယ်လို့နေနေရတူလို့မြင်တယ်ကိုကိုကြီးဒါလေပြောင်းလဲပြီးတော့ကြိုးစားမယ်ဆိုလို့ရှင်အရန်တော်တဲ့လူတယောက်ဖြစ်လာမှာမင်းကတော့အဲ့လိုငါ့ကိုချီးကျူးနေတာ ငါတမိသားစုလောပါငါ့ကိုတုံးဆောင်မရတဲ့ကောင်းတော့မြင်နေကြတာအဲ့လိုမမြင်အောင်လို့ကိုကိုကြီးပဲအခုလိုဖြတ်တယ်လို့အနေနေရလေအခုလိုအရွယ်တိုက်ပြီးနေတော့တမလုံကမမအေးမြမှုပါရောချိန်နဲ့နေပါမလားကိုကိုကြီးဒါလေမမအေးမြမှုတကယ်ချက်တယ်ဆိုလို့ရှိရင်ကိုကိုကိုပြပြပြောင်းလဲလူတော်တယောက်လိုစူးစမ်းပြီးတော့ ခုဒီအိမ်ကြီးမှာရောက်နေတဲ့ကိုကိုကြီးရဲ့သားမိုးနှောင်းလေးကိုဖခင်ကောင်တယောက်အနေနဲ့ကာကွယ်ပေးမယ်ဆိုလို့ရှိရင်မမအိမ်မှာအရန်ကိုကျင်းနေနေမှာကိုကိုကြီးရဲ့ဘာဖြစ်လို့အခုလိုနေနေမှာလဲမင်းပြောတာမှန်ပါတယ်ငါတောင်မိုးနှောင်းကိုပြန်တွေ့ရတာမှာခုချိန်ထိဘာမှမပြောင်းလဲနေနေကောင်းပါ